ဟုတ်ပါပါဆရာနောက်ကမေးချင်တာလေးတစ်ခုอ่ะကျွန်တော်တို့စက်တင်ဘာ30ရက်နေ့မှာအမေရဲ့ပြောင်းစုမှာပေါ့เนาะအဲလွှတ်တော်မှာညင်းပွားပြီးတော့ဟို government shutdown ဖြစ်သွားပါတယ်ဆရာအဲ့ဒီအကြောင်းအရာလေးကိုလည်းဆရာအနေနဲ့ပြပြပြပါဦးခင်ဗျာဟုတ်ကဲ့ American ပြောင်းစုမှာ government shutdown ကတော့အခုမှဖြစ်တာမဟုတ်ပါဘူးအာမကြာနာဆိုလို့ဖြစ်တတ်ပါတယ်ဖြစ်တော့ American ပြောင်းစုရဲ့နေ့အရာတော့ငွေကြေးသုံးဆမှုဥပဒေကြမ်းတစ်ခုအတိမပြုမိပါကျွန်တော်တို့ထက်လွတ်တော့ outlook တော့မှာရှိတဲ့အမှတ်လောင်းလေးက ကြည်ကြည်လည်လည်ဆွေးနွေးကြပါတယ်။ဒီနေ့တော့ကျွန်တော်တို့ကဘယ်နေရာမှာပွားပြီးတော့မှအဓိကပြဿနာဖြစ်လဲဆိုတော့အာ Republican နဲ့ Democrat ဇာတ်မှာအခုလက်ရှိကတော့အမတ်အများစုကတော့ကျွန်တော်တို့ Republican တွေများတာပေါ့လေ။များတော့ဒီဥလွတ်တော်အနေဥပဒေကြမ်းတစ်ခုအတည်ပြုဖို့တော့သူတို့ကအကြိမ်လည်းဆွေးနွေးကြတာ။ပါဝင်တဲ့ခေါင်းစဉ်အကြောင်းအရာတွေ၃ဆမ်းမဲ့ငွေကြေးတွေအကျိုးတွေအပြစ်တွေအကြိမ်လည်းဆွေးနွေးကြတာ ဆင်းရဲကြတော့ဒီကျွန်တော်တို့6လတကြိမ်ခွင့်ပြုတဲ့ငွေကြေးတွေကိုစနစ်ကျသူတို့စီမှာဆွေးနွေးပြီးမှခွင့်ပြုတာဖြစ်အဲ့ဒီထဲမှာဘာပြဿနာရှိလာလဲဆိုတော့ Obama care ဆိုတာရှိလာပါတယ် Obama care ဆိုတာတော့အကြမ်းင်းဆိုတော့သမ္မတ Obama လက်ထက်တော်ကအကောင့်ထဲပေါ်ခဲ့တဲ့ကျမ်းမာရေးဆိုင်ရာစောင့်ရှောက်မှုဥပဒေဖြစ်ပါတယ်အဲ့လိုဥပဒေထဲမှာသူကနိုင်ငံသားတွေကိုကျမ်းမာရေးရာစောင့်ရှောက်ခွင့်ပေးဖို့အတွက်ပုံကြတဲ့ငွေကိုနိုင်ငံတော်ကကြားခံရမယ်ပေါ့ ဲ့ဒီထဲမှာကျွန်တော်တို့အခုလက်ရှိအခြေအနေဆွေးနွေးနေရတဲ့အကြောင်းရင်းကအမေရိကန်ပြည်ထောင်စုကိုတရားမဝင်ရောက်ရှိနေတဲ့လူ28တန်းအတွက်88ဘီလီယံလောက်ကြာထားတယ်လို့ပြောပါတယ်။အခြားသောအသုံးစိတ်တွေလည်းပါ။ပါတော့အဲ့ဒီကောင်းစဉ်အတွက်ကိုဒီမိုကရက်တရားကောင်းစဉ်ထက်တင်တယ်ရီပပလီကန်တွေကခံွက်တယ်။ခံွက်တော့အခြေတင်ဖို့လေအခြေတင်ဆိုတာလွတ်တော်ရဲမှာဒီပါတီနှစ်ခုကနေပြီးတော့မှသူတို့သုံးကျင်တဲ့ငွေကြေးတွေပေါ့လေ။ Republican လည်းသူတို့သုံးညနေငွေကြေးအတွက်ခေါင်းစဉ်တလောက်တလောက်တလောက် Democrat ကလည်းသူတို့သုံးညနေငွေကြေးအတွက်တလောက်တလောက်ဆိုကြားထားပြီးတော့အဲ့ဒီနှစ်ခုပေါင်းပြီးတော့မှငွေဘလောက်ဆိုတာသတ်မှတ်ရတာအဲ့လိုငွေသတ်မှတ်ပြီးတော့မှဆွေးနွေးမယ်အတည်ပြုမယ်အထက်လွှတ်တော်အောက်လွှတ်တော်ကပြီးမယ်အတည်ပြုသမရအတည်ပြုပြီးလို့ရှင်တော့မှအဲ့ဒီဥစ္စာကဥပဒေကအာဏာတက်ဝင်တာဖြစ်တာဖြစ်တော့ Republican တွေကဘာကိုထောက်လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံထဲမှာ ရှိလို့ရှင်ပုံမှန်မူရင်းနိုင်ငံသားနဲ့တိုင်းသမားသားဆိုရင်မူရင်းနိုင်ငံသားကိုပူဇော်ပေးရမယ်ဒီမိုကရက်တရားလည်းမဟုတ်ဘူးသူက human right အရာရော humanity တွေအရာရောအဲ့လိုဖြစ်ကြရင်နောက်ဆုံးအခြေတင်ဖြစ်ပြီးတော့မှမဖက်ဘောတူညီမှုမရမရတော့ဒီဥပဒေရဲ့ထူးခြားချက်ကဘာလေးသွားရှိလဲဆိုတော့ဒီသက်ဆိုင်ရာငွေကြေးသုံးဆွဲတဲ့ဥပဒေအတည်ပြုဖို့အတွက်မဲခွဲဆုံးဖြတ်လို့ရှိရင်60ရာခိုင်နှုန်းအနည်းဆုံးရမယ် အဲ့တော့ပြဿနာရတခုပေါ့လေအခုလိုအခြေအင်းဖြစ်လာကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်မဲခွဲမဲခွဲဆိုတဲ့အချိန်မှာသူက60ရောက်ဒါကိုင်းလုံးမရပဲနဲ့ထောက်ခံမဲ55မဲပဲရတန်ကွက်မဲက55မဲအဲ့လိုဖြစ်တာအဲ့တော့အထက်လွတ်တော်မှာကျွန်တော်တို့ကအမေရိကန်ပြည်ထောင်စုရဲ့အထက်လွတ်တော်မှာပြည်နယ်90ရှိတယ်ပြည်နယ်တစ်ခုကိုအထက်လွတ်တော်အမှတ်2ရောက်လို့ဆိုလူ100လူ100မှာသူက60ရဲ့ထောက်ခံချက်ရဒါပေမဲ့သူက55ပဲရတယ် 55ပဲရတယ်ပေါ့လေ55ကန့်ကွက်နေတာဖြစ်တဲ့အတွက်ဒီဥပဒေရအတီးမပြုတ်နိုင်ဘူးပေါ့အတီးမပြုတ်နိုင်သေးတာဖြစ်တဲ့တည်းဒီဥပဒေနဲ့ဆက်ဆက်နေတဲ့ government agency တွေအစာအုပ်တွေတခြားဟာတွေကငွေကြေးသုံးစွဲမှုခွင့်ပြုချက်တွေမရဘဲနဲ့ရပ်ဆိုင်သွားတာရှိပါတယ်အခုလက်ရှိအခြေအနေမှာတော့ Maryland ပြည်တော်စုရဲ့အဲကျွန်တော်တို့ဟိုအောက်လွတ်တော်ဥက္ကဋ္ဌ အထက်လွတ်တော်ဥက္ကဋ္ဌတော့လက်ရှိကျွန်တော်တို့ဒုတိယသမ္မတ JD Vance ပေါ့လေအဲဒီဟာတွေကိုပြန်ပြီးတော့ရှင်းလင်းနေတာရှိတယ်အိမ်ယူတော့ပြန်ကြားရေးအာပြန်ကြားရေးရရှိဖြစ်တဲ့ Caroline Levick ကလည်းသူရှင်းပြနေတာလေးရှိပါတယ်ရှိတော့အချိန်တိုင်းတာတစ်ခုမှာတော့ဒါလေးပြန်ပြီးတော့အစဉ်ပြေသွားနိုင်ပြီးတော့မှနှစ်ဖက်ကျွန်တော်တို့ Republican နဲ့ Democratic ရဲ့အပေးယူလို့ညီနိုင်မှုလေးတွေနဲ့ဆိုရင်တော့ကျွန်တော်တို့ back page check လေးတွေပေါ့ back page check ဆိုတာကတော့အာနောက်မှပြန်ပြီးတော့ပေးတဲ့လစာလေးတွေ ဖြစ်သွားမှာပေါ့လေအဲ့လိုလေးဖြစ်သွားမှာဖြစ်တဲ့အတွက်ဒီကာလအတွင်းမှာတော့ government shutdown ဖြစ်နေတဲ့အချိန်မှာနိုင်ငံရေးရပြောကားတွေ republican တွေကိုဆန့်ကျင်ကန့်ကွက်တာတွေမဖြစ်အောင်ဆန္ဒပြတာတွေမဖြစ်အောင်တော့နိုင်ငံရေးရကျွန်တော်တို့ထိန်းသိမ်းသွားတယ်လို့ထင်မြင်ဆပါတယ်တကယ်တမ်းကျတော့အထူးဆန်းတော့မဟုတ်ပါဘူးနည်းနည်းများရှိပါတယ်ဟောအခုလောလောဆယ်အလုပ်တွေအတွက်ကို budget မကြသေးတာဖြစ်တဲ့အတွက်တချို့ကြတော့လည်းရှိတယ်အလုပ်ကိုမစင်းမမနေပဲနဲ့ ပုံမှန်လေးဆင်းတယ်ပုံမှန်ဆင်းလို့ရှိရင်အဲဒီပုံမှန်ဆင်းတဲ့အလုပ်သမားတွေအားလုံးမှတ်ထားတယ်မှတ်ထားပြီးတော့မှသူတို့ကိုဘက်ပေးနဲ့ကျွန်တော်ငွေပြန်ပြီးတော့မှရှင်းပေးတာလည်းရှိပါတယ်အဲဒီတော့အကြောင်းတရားတွေရှိနေတာဖြစ်တဲ့အတွက်တမိုင်းကြောင့်အရာတော့ဒီလိုအာမေရိကန်ပြည်ထောင်စုမှာတော့ government shutdown ဖြစ်ပြီး shutdown ဖြစ်ပြီးဆိုတာမျိုးကတော့ဒီဥပဒေကြောင့်နဲ့ဒီဥပဒေကြောင့်နဲ့သက်ဆိုင်တဲ့လုပ်ငန်းရပ်တွေမှာတော့ပဲထိခိုက်မှုရှိပြီးတော့မှအကြခင်အဲ ခြေလဲသွားနိုင်ွယ်ရှိကြောင်းလေးလာသိရှိနိုင်ပါတယ်။ဟုတ်ကဲ့ပါဆရာဆက်လက်မေးမြန်းချင်တာအခုဂျပန်နိုင်ငံမှာဆိုရင်ဂျပန်ဝန်ကြီးချုပ်အသက်ကြောင်းလေးသွားတဲ့အခါမှာမြို့မီတယောက်ဖြစ်နေတာအခုကြောင်းဝင်နေမြင်တွေ့ရပါတယ်ဆရာ။ဒီကြောင်းအလေးရောဆရာနေတင်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့အခုဂျပန်နိုင်ငံမှာပထမဆုံးတော့မြို့သမီးဝန်ကြီးချုပ်ပေါ်ထွန်းလာပြီဖြစ်ပါတယ်။သူကတော့အသက်64နှစ်အရွယ်ရှိတဲ့အဆနေတကာအီရှိလို့ခေါ်ပါတယ်။ဆနေတကာအီရှိဆိုတဲ့မြို့သမီးဝန်ကြီးချုပ်ဖြစ်လာပြီဖြစ်ပါတယ်။ အဲ့တော့ဂျပန်နိုင်ငံရဲ့တမိုင်းကြောင်းရအာကျွန်တော်တို့ထူးချွန်ထက်မြက်တဲ့မျိုးသမီးတူပေါ်ထွန်းလာပြီလို့ပြောရမှာဖြစ်ပါတယ်တကယ်တမ်းကျတော့အာတာကာရှိကတော့နိုင်ငံရေးလောကထဲမှာအကျွမ်းတဝင်တဲ့တတန်းကာလာကြာရှည်ရှင်လေတဲ့နိုင်ငံရေးတမတူဖြစ်ပါတယ်အခုလက်ရှိအာနှုတ်ဖက်ပေးဖို့လက်ခံတဲ့ဝင်ကြီးချုပ်ကလည်း LDP Liberal Democratic Party ပဲဖြစ်ပါတယ်ကျွန်တော်ရခင်တင်ပြရတဲ့အတိုင်းပဲ ပါတီနိုင်ငံရေးပါတီတစ်ခုတည်းကပဲသက်ဆိုင်ရာဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ့လူကနိုင်ငံရဲ့အကျိုးကိုပယ်ဖို့နိုင်ခြင်းမရှိတဲ့အချိန်မှာသက်ဆိုင်ရာပါတီတွေကပဲပြောတာနှုတ်ထွက်ပေးတဲ့နယ်ကာယကံရှိရလဲမှန်လို့ရှိရင်ဟုတ်ကဲ့ကျွန်တော်နှုတ်ထွက်ပေးမယ်တိတ်တော်တဲ့လူရှာပါဆိုပြီးတော့ပြောတာဖြစ်တဲ့အတွက်အဲတကီရှိကကျွန်တော်တို့ဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပါတယ်ဝန်ကြီးချုပ်လွှတ်တော်လက်ခံမှာလဲအဲကျွန်တော်တို့ရခိုင်ဝန်ကြီးချုပ် ဒါလည်းကျွန်တော်တို့ခုနပြောရပြောရွှေရှင်နဲ့ပဲလွှဲပြောင်းပေးတာလေးတွေ့ရပါတယ်။တွေ့ရတော့လက်ရှိမျိုးသမီးရတော့နိုင်ငံအိမ်မှာအာကြောင်းကျင်နှမ်းဆက်တယ်။အဲသူ့တော်ခုလက်ရှိတာမဏိမယ်ပေါ့ကျွန်တော်တို့ဒီ main clay ဖြစ်တော်လည်းပဲရေချင်းရှိရှိဆန်းဆောင်ရေးပြေးပြေးဝဝတီးတီးကြကြပြက်ပြက်သားသားလှုပ်ဆောင်တာမှန်ွယ်ရှိတယ်လို့ကနဦးကျွန်တော်တို့ထင်ကြပေးဝေဖန်လေးရရှိပါတယ်။ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာကျွန်တော်တို့စံချိန်တရားမဲ့မျိုးသမီးလို့ယူဆပါတယ်အဲ့တော့ကဘာပေါ်မှာစတုဒ္ဓမြောက်အင်အားကြီးနိုင်ငံဖြစ်လာတာဖြစ်တဲ့အတွက်အင်အားကြီးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံရဲ့ကောင်းဆောင်ဟာကဘာကုန်သွယ်ရေးစီးပွားရေးနိုင်ငံရေးအတွက်အနည်းနဲ့များဆိုလို့လက်ခံမှုရှိနိုင်ပါတယ်အကြောင်းလဲရှိနိုင်ပါတယ်အများကြီးတော့မဖြစ်နိုင်ပါဘူးအဲ့တော့သူ့နိုင်ငံရဲ့စီးပွားရေးကိုတိုးတက်အောင်သူဂျိုးပန်းမယ်ကိုစမ်းညံစမ်းရှိစေဂျိုးပန်းမယ်လုပ်မယ် အဲလက်ရှိအနေအထားတွေကတော့ဘူဝါဒတွေကြီးကြီးမားမားပြောင်းလဲပွဲမရှိဘူးဒါပေမဲ့စီးပွားရေးတော့ကောင်းတယ်ညာစွာဖော်လိုက်မယ်အမေရိကန်ပြည်ထောင်စုနဲ့စင်ရေးနိုင်ငံရေးရမှာအမိတ်ဖြစ်တော့လဲစီးပွားရေးရချွတ်နေရာတွေမှာဂျပန်အတွင်းကုန်တွေပေါ်ကိုအခွန်စည်းစမ်းမှုရောပေါအောင်သူဂျိုးပန်းလာမယ်ဂျိုးပန်းလာပြီးတော့မှာအမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေးပိုပြီးတော့မှာတိုးတက်အောင်လှုပ်ဆောင်ပါမယ်မရှိပါဘူးအလားတူပဲဒေတာတွင်နိုင်ငံတွေဖြစ်တဲ့ဂျပန်ကိုရီးယားအာဆီယံအဖွဲ့အစည်းတွေနဲ့လည်း သူအဆင်ပြေအောင်ပေါင်းသင်းဆက်ဆံလာနိုင်မှာဖြစ်ပါတယ်ဒေတာတွင်မှာကျွန်တော်တို့နိုင်ငံရဲ့အနောက်မြောက်ဘက်မှာရှိတဲ့အိန္ဒိယနိုင်ငံတို့နဲ့လည်းဆက်ဆံရေးလိုတဲ့ကောင်းမွန်အောင်လှုပ်ဆောင်နိုင်ွယ်ရှိပါတယ်အဲ့တော့ခဏခဏပြောင်းပြီးမယ်သူတို့မှာတော့အစင်လာလေးတွေထိမှလည်းလုံနိုင်တဲ့လူလုံပါမလုံနိုင်ဆိုနေရာဖယ်ပေးပါပို့ပြီးတော့မှဆွမ်းဆောင်ရင်ရှိတဲ့လူတွေအချင်းရှိတဲ့လူတွေတက်လုံပါဆိုပြီးတော့မှ gracefully exit သိခါရှိရှိနှုတ်ထွက်သွားတဲ့ဟာမျိုးထွက်ခွာသွားတဲ့ဟာမျိုးနဲ့ နေရွယ်တဲ့မျိုးဆက်တဲ့လူငယ်လူရွယ်တွေကိုနေရာပေးတဲ့အစဉ်လာကတော့ဂျပန်နိုင်ငံရဲ့ကောင်းမွန်တဲ့အစဉ်လာတစ်ခုဖြစ်ကြောင်းလေ့လာသိရှိရပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ကျွန်တော်ခုမေးချင်တာအခုလက်ရှိပေါ့နော်ခေါပေါ့ပုံမှန်ဖြစ်နေတဲ့အခြေအနေပတ်သက်ပြီးတော့ထူးခြားတဲ့အကြောင်းအရာလေးရှိရင်ဆရာနဲ့တင်ပြပေးပါအောင်ဗျာဟုတ်ကဲ့ဒီမေးခွန်းလေးကလည်းအရေးကြီးပြီးတော့မှစိတ်ဝင်စားဖို့မေးခွန်းလေးပါပဲသမရဒေါ်နယ်ထရန့်တက်လာပြီးတဲ့အချိန်မှာထူးခြားတဲ့ဖြစ်စဉ်ဖြစ်ရလေးရှိခဲ့ပါတယ် परमराज्य का रो